ဟုတ်အထဲရတယ်ခွဲထားတာတော့အပြေမပေါ့အစားစားတော့ရအောင်ဒီလေးပိုရအောင်နေပါလေစေတောက်ဖြစ်ပါလေ ဘာလဲအစောကြီးဆိုရတော့ဆရာမတွေသွေးပုံချိတ်လာတိုင်းတယ်ဒီအတားရည်တွေတောက်ပေးတယ်ဆေးထဲပေးတယ်ခန္ဓာကိုယ်ခန္ဓာကိုယ်တစ်ခုလုံးတောက်ပေးတယ်ဘောနော်ဟိုဒီဆေးရောင်ပါခီးဆိုင်မှုတော်တော်ကောင်းတယ်ဟိုအချိန်တိုင်းပဲ14ဒါရီဘာလို့ဆိုတော့ဆန်းဆိုတညလောက်ခေါ်တယ် ဟိုဘက်နိုင်လည်းခေါ်ဒီဘက်နိုင်လည်းခေါ်ဆက်ခန္ဓာကိုယ်မှာလည်းခွဲရရှိရခိုင်ကြတော့လေလေဒါချင်းကိုက်ခဲတဲ့ဟာလို့ဆိုရင်တော့ဆေးပေးတယ်လောကကောမနာတော့တယ်ချုပ်ယူဟိုတယ်ချုပ်ယူဟိုတယ်ဘာနဲ့ကိုမနာတော့တယ်နည်းနည်းပဲဆက်တယ်နည်းနည်းပေါ့ဒီပတာလေးဆက်တော့ပေါ့တာဒီမှာကလောက်ဝေါအစီခွဲဆောက်ထားတဲ့နေရာပါဒီဘက်တစ်ဖက်ရဲ့တော်တော်ဒီဘက်ချက်တစ်ဖက်ရပေါ့နော်တစ်ဖက် ဒီလိုမျိုးဟိုဆော့ထားတာပေါ့နော်အဲ့လိုမျိုးရကတော့ကတော့နော်ဒီမှာဒါကတော့ပေါင်တစ်ဖက်ကိုအစီဆော့ထားတာပါခွဲပြီးဆော့ထားတာပေါ့နော်ပေါင်တစ်ဖက်ဆလောက်ပေါ့နော်ဆော့ထားတဲ့အစီကိုလည်းပြက်လိုက်တာပေါ့ဟုတ်ဘူးဆိုင်ရပြက်ထားပါဗျာပြီးတော့ပါအစားထိုးထည့်တယ်ပေါ့နော်ပြောထိုက်တဲ့နေရာအတိကမြက်ကွင်းထိုက်တဲ့ဟာကိုပြည့်သွားတယ်ဒီပါပါပါထဲမှာဆိုရင်လည်းထိုက်တဲ့ဟာလည်းဖူးဖူးလည်းဖြစ်သွားတာပေါ့နော် စာကမြတ်ထားရဲ့ဒီခြေလက်တပဲလောက်တော့ဗောနော်ဒီရတားဆီလီကွန်တော့ဆက်ချိတာတော့လောက်တော့မဟုတ်ပါဘူးအာခွဲခွဲခန်းကနေထွက်လာတဲ့နေတော့ဆိုပြီးတော့ဒီဆက်ချိလိုက်တာလားပါတာဗောနော်မရကြလူအောက်ပိုင်းချိလိုက်တာမဟုတ်ပါဘူးသူကတော့စီးသွားတဲ့ပိုက်ချိထားလို့ပါအဲ့တော့ကြောင့်မို့ဗောနော်ဆက်ချိတဲ့ဟာတဲ့သူသူလည်းဖြစ်နိုင်ဗောနော်အာစီးသွားလို့ရှိရင်တော့အဲ့ဒါတက်လို့အစမပြေဘူးလေပထမခွဲထားရရဆိုတော့အကောင်လုံးနှာချေကြိုက်ခဲရဆိုတော့ အဲအဲ့ဒါကြောင့်သူကစီးပိုက်ထဲထားတာပါနောက်တော့နိုင်ရိုးပဲနေရာထောက်လဲဆိုတော့ဒီမှာနိုင်ရိုးထောက်ထားတဲ့နေရာပြမယ်နော်နိုင်ရိုးကကြတော့ဒီမှာပါဟောဒီနှုတ်ရဲ့အောက်ပေါ်ပေါ်တော့သူဖြတ်တာဒါတော့လောက်ပေါ့ဒါတော့လောက်ဖြတ်တယ်လက်တောက်ချောင်းစာလောက်ဖြတ်တယ်ပေါ့နော်အဲ့ဒါလေးကိုသူဖြတ်ပြီးသွားလို့ရှိရတော့နှာခေါင်းဟာပြန်အစားထိုးလောက်တယ်ပြီးတော့လို့ရှိရင်နှာခေါင်းဘေးပါအခုလည်းအစ်စ်အစ်စ်အစ်စ်လောက်ပြီးကြတာပေါ့နော်ပကောက်ပေါ်တော့ခေစားရတယ်နှာခေါင်းဘေးသားမှာခြိုက်တဲ့ဟာလေးပေါ့နော်အဲ့ဒါလေးကိုလည်းသူက နိုင်ရောပြန်စားထိုးတပေးတာပါနိုင်ရောနောက်နောက်တစ်ခုရှိတယ်ဒီနိုင်ရောဒီပါစာပြင်းတာခြိုက်တော့လေနိုင်ရောတို့ဒီပေးတာပါလည်းရှိသေးတယ်တစ်ခေါက်ပါလည်းရှိသေးတယ်ပေါ့လားအဲကြောင့်နိုင်ရောကတော့နည်းနည်းတော့အောက်တယ်ဇာတ်ကကျတော့ဘာမှဖြစ်ဘူးနောက်တော့လက်ကကျတော့လေဒီလိုမျိုးကိုယ်ကောက်ရခက်တယ်ဘာလို့လဲဆိုတော့အနာရှိနေတော့လေအဲ့ဒါတစ်ခုပါကြတာကလို့ဆင်ပြေတယ်မျက်ထာဘက်ကိုင်တဲ့ဆရာလည်းဆင်ပြေတယ်ခန္ဓာကိုယ်ဘက်ကိုင်တဲ့ဆရာလည်းဆင်ပြေတယ်တော့တော့နေရအခက်ဆုံးကပါလဲဆိုရတာ အသက်ရှူလို့မရတာတော့တခုတော့ခက်တာအဲ့လိုမပြောပစတဲ့ပဲတက်ရှူရတာပေါ့နော်နှာခေါင်းကတော့နှာခေါင်းပေါက်စလုံးအပေါက်တစ်ခုစလုံးကိုသူအကောင်ပိတ်ထားတယ်အထဲမှာဆိုတော့သူကကိုဟုတ်တဲ့ကော်နဲ့အကောင်လုံးအပေါက်တစ်ခုစလုံးကိုအဆွတ်ဆွတ်ထားတာပေါ့နော်အပေါက်မရှိတော့အပေါက်ပိတ်ထားတယ်ဒါဆို open လုပ်လို့ရှိရင်တော့ထည့်ရပါတော့ဒါရင်အပြင်မှာလည်းပိတ်အထဲမှာလည်းပိတ်ထားတယ်လောကအသက်ရှူလို့မရဘူးပေါ့နှာခေါင်းနဲ့အခုပစတဲ့ပဲဒီလိုမျိုးတက်ရှူရတယ်အဲ့လိုမျိုးပေါ့၃ရက်၃ရက် နေရမှာပေါ့နော်တောင်ရပြေးလို့ရှိရင်တော့တစ်ခေါက်အသက်ရှူရအောင်သူကထုတ်ပေးမှာပေါ့ဒီတစ်ခေါက်ပြတ်တာပြင်တာကြတော့ဆရာဝော်ကတစ်ခေါက်လည်းမလှနိုင်ဘူးတော့တစ်ခေါက်ပြန်ပြင်လိုက်ပါဆိုပြီးတော့မှတစ်ခေါက်ကပြန်ပြင်ဖြစ်တယ်ပေါ့နော်တစ်ခေါက်ကဆားတစ်ခေါက်ကနန်ယူအစားထိုးကပဲပိုလှလာမယ်ပိုရှည်လာမယ်ပိုပြီးတော့မှထွန်လာမှာပေါ့နော်စစ်စင်းလည်းဖြစ်မှာပေါ့နန်ယူလည်းမဟုတ်ဘူးဆိုရင်တော့မလှဘူးတဲ့အဲကြောင့်ဆီလီကောထပ်ပြီးတော့မှအခုဆီလီကောလည်းမဟုတ်တော့ဘူးကွာနန်ယူအစားထိုးအော်ခွဲစိုက်ထားတာပါဒီမှာနန်ယူထည့်ထားပါတယ်ဒီဘေးရတာ ါနဲ့တန်ရိုးထိုက်ထားပါတယ်ဒီတစ်ခါတော့ခေါင်းကကျတော့ရှည်ရှည်လေးစင်းစင်းလေးဖြစ်သွားအောင်ပေါ့နော်အဲ့ဒါလေးအစားတော့ကပတ်စံထမ်းမျောတယ်တန်ရိုးနဲ့မလောက်ချင်ဘူးနောက်ဆောင်တော့လည်းတန်ရိုးနဲ့ပဲပြီးရတာပါတော်တော်များများထိုင်းပါကျတော့တန်ရိုးနဲ့ပဲလောက်ကြတာများတယ် open လောက်တော့ပေါ့နော်နှာခေါင်းတစ်ခုလောက်ကိုလှန်ပြီးတော့ပါအထဲကနေပြီးတော့ခွဲဖိုက်တာ ဆန်ခွဲဆိုင်မှုလောက်တဲ့ဒီ The Ark Hospital မှာပေါ့နော်အော်အကောင်လုံးဆက်ဆက်ရရဆင်ပြေတယ်ဆန်တော့အခုကကြတော့ဝင်ရင်ပြီးအခန်းမှာနေပါတယ်အကောင်လုံးအဆက်ဆက်ရရပေါ့နော်အကောင်လုံးရှိတယ်ပေါ့နော်ဒီမှာအော်တောက်တော့ဒီမှာအော်ဟိုကလေးတစ်ယောက်နေမိနေရဆိုလို့တပတ်တီးတက်ပေါ့နော်အဲ့ဆရာနေရလည်းရှိတယ်ဆန်နေရဆိုလည်းတီးတက်လုပ်ပေးထားတာပေါ့နော်တော်တော်လေးကောင်းတယ်အခန်းလည်းတန့်တယ်ဒီမှာကြည့် နော်အချိန်တိုင်းဆရာပါတယ်လာပြီးတော့ဗာခရူးဆိုင်ပေးတယ်အော်ရေချိုးတဲ့ချက်ရောက်လို့ရှိရင်ခါခါကိုလာတိုက်ပေးတယ်ပေါ့နော်ဆော့ဆော့ရရအကုန်လုံးကောင်းတယ်တော့အဲ့ဒါကြောင့်ဖွင့်ခဲ့တဲ့အားလုံးလည်းဘာပဲလုပ်လုပ်ပေါ့နော်ရေသားဆီလီကွန်တို့ဘာတို့ပေါ့နော်ဟိုနှခေါင်းဟိုဒီနယ်ယိုးလုပ်ချက်ပဲသူတို့သွားဆွဲလဲလာပြီးတော့ဗတ်တိုင်ပြီးဆွေးလူလို့ရပါတယ်။ဆိုင်းရဲ့ပြထား original တဘာဝပဲလှတယ်လို့ပြောတဲ့လူတကောင်လောက်ပေါ့လားဒီမှာ original ပေါ့ပါ။ ဘယ်သားလှလဲဆန်ကပရပအော်ရီဂျင်နယ်ပေါ့ကွာမြတ်ဟာကိုဩဖီလာတွေထိုးတယ်ဘူတော့စ်တွေထိုးတယ်ပေါ့နော်ဖီလာနဲ့နေလာခဲ့တယ်ပေါ့နော်အဲ့ဒါကြောင့်မြတ်ဟာကိုကြည်ရတာအဆင်ပြေနေတာပါအခုကကြတော့ဖီလာတွေအကုန်လုံးခွဲထုတ်ပြီးတော့ပါလက်စစ်ဆာဂျူရီတစ်ခုလုံးလောက်လိုက်ပါတယ်အဲ့ဆိုရင်တော့ဖီလာထိုးထက်စရာမလိုတော့ဘူးပေါ့နော်အဲ့ဒါကြောင့်တမြတ်ဟာလောက်ပြလိုက်ပါတယ်အရင်တော့ကဆေးပဲထိုးပါတယ်လုံးဝမပြပါဘူးဒါကပရပအူဆုံးအခောက်ပြပါတယ် နှာခေါင်းပဲ၃ကြိမ်မြောက်ဖြစ်သွား၄ကြိမ်မြောက်ဖြစ်သွားတယ်ပေါ့နှာခေါင်းကနေလွယ်ပြီးတော့မှဂျာတာဘာတစ်ခုမှကွဲစိုက်ထားခြင်းမရှိဘူးဆေးထိုးတယ်ဖေလာထိုးတယ်ဘူတော့ထိုးတယ်ဒါပါပဲလောက်ပါတယ်ဂျာတာကတော့ဒါပဲပထမဦးဆုံးမျက်နှာတစ်ခုလုံး plastic surgery လောက်တာဖြစ်ပါတယ်တချို့ company တွေမှာဆိုရင်တော့လုံးဆုံးပေါ့တော့အပြားပဲပြောကြပါတယ်ခွဲဆိုင်ခွဲဆိုင်ရမယ့်ပတ်စံတွေကိုအများကြီးကောက်ခံပြီးတဲ့ပတ်စံတွေကိုလှူလိုက်ပါလားဆိုတော့ပြောတဲ့သူအကုန်လုံးပေါ့နော်။โอเคဆက်ပြောပြရမယ်နော်။ ဆန်အလုပ်လုပ်ပြီးရလာတဲ့ပတ်စံအဖေအမေပေးတယ်။တခုကကြတော့ဆန်ဝတနာပါတဲ့ဟာလောက်ပို့ရယ်။တခုကကြတော့လှူဖို့အတွက်ရယ်။နော်ဆန်ဆန်ကခွဲထားပြီးဒါအဲ့တဲ့ကြောင့်မို့ဒါကဆန်ရဲ့ရေမှန်းချက်ဖြစ်တဲ့ဆန်အရင်တုန်းကခွဲစိတ်ချတဲ့ဟာလေးကိုဆန်ကရေမှန်းထားရရှိတဲ့အတွက်ကြောင့်မို့အခုချိန်မှာဆန်ကလောက်ပါတယ်။ဆန်လောက်တိုင်းလို့လောက်တယ်။နော်အဲ့တဲ့ကြောင့်မို့အခုဥမာပြောပြမယ်။ဥမာလူတယောက်ပါဥမာပြထားလိုက်ပါတော့။မမတို့ဆိုရင်လည်း ပတ်စံရလို့ရှိရင်တော့ဝါဆက်တမဝဲဘူးလားစပယ်တမဖြောက်ဘူးလားစပယ်တမကောက်ဘူးလားအဲကောက်မှာပေါ့လှူတဲ့လှူအပ်တိလှူတဲ့ပတ်စံအပ်တိတစပယ်ကောက်ဖြောက်တဲ့ဟာကတိတနော်ဆိုတော့စာဝတ်နေရေးအတွက်ကတိတစမ်းလည်းအလိုပဲစမ်းလို့လည်းအလိုပဲနော်စာဝတ်နေရေးအတိတလှူမဲ့ပတ်စံကတိတ နော်။အော်နောက်တော့ကို့အလှပြင်ဖို့တတိတာဒါဆန်းအလှပြင်တယ်လေ။ကို့အလှကိုပြင်နေခြင်းနဲ့တည်းလေ။ဘဝမှာဒါကို့ကိုဆူချတဲ့နေနဲ့ကို့ဘဝမှာစိတ်ချတာတယ်၊ကျင်တတ်တယ်။အဲတော့ကြောင့်ဘို့ဝုတ်ကြည့်လိုက်တာဝုတ်ကြွေတယ်ပါလေ။ဒီလိုမျိုးဝုတ်ကြွေရလေပတ်စံသိန်းထောင်ချီရှိနေမှာလုံလို့ရမှာနော်။ဒီဝုတ်ကြွေကတချို့ကကြတော့ကွယ်။ကွန်မန့်တွေကကြတော့သူများကိုလေသူများဒီလိုမျိုးလောက်တာတွေ့တော့ဟောအာဗာလေ ဝေးစင်းပေးပေးထားတာအာဘာဘာလို့ပြန်လို့လာလဲမသေးသေးဘူးလားအိုးစိတ်သက်တွေအရင်ကြောက်ဖို့ကောင်းတာနော်တော်တော်ကြောက်ဖို့ကောင်းတာပြောပြရမယ်နော်ကောင်းတာလုပ်ရင်ကောင်းတာရမယ်မကောင်းတာလုပ်ရင်မကောင်းတာဖြစ်မယ်အဲ့တော့ကြောက်ဖို့ဆိုင်ကဘတုကောင်ကထိခိုက်တာမလုပ်ဘူးဒါကိုဘဝကိုကိုစိတ်တိုင်းကိုလက်ခွေရှိတယ်နော်အဲ့တော့ကြောက်ဖို့တချို့ဟာပြောနေတော့ comment ထဲမှာဘာညာလဲပြောတဲ့ဟာနော် ကိုမကောင်းတာလုပ်ရင်ကိုမကောင်းတာပြောရင်ကို့ကိုပဲထိမှာပါအဲ့ဆိုတော့ဆိုင်းကအေးဆေးပါပဲဆိုင်းကဘသူကိုမှထိခိုက်အောင်မလုပ်ဘူးဖြစ်တော့သူကြောင့်ကိုကိုအေးဆေးပါပဲ thank you ပါကျေးဇူးများကြပါတယ် bye bye